အားပေးအစီကြဖို့ခက်နေရင်ဒီလေးချက်ကိုပြင်ဒီဗီဒီယိုမှာကျွန်တော်ကားဘေးအစီကြဖို့ဟန်တာနောက်ဆက်ဖြစ်စီတဲ့အရာတွေနောက်ပြီးတော့ဒီလိုမျိုးခက်ခဲနေတာဘာကြောင့်လဲဘာတွေလုပ်လို့ရလဲဆိုတော့တိတ်ပန့်ဤကြသူတည်တနာရှာဖွေတွေ့ရှိချက်တွေနဲ့အတူပုံစံတိုင်းကျွန်တော်ရဲ့လက်တွေ့အတွေ့အကြုံတွေပေါက်ဆက်ပြီးတော့အဖြေတွေရှင်းရှင်းလင်းလင်းပေးသွားမှာဖြစ်တယ်ဆိုတော့နံပါတ်1အနေနဲ့ဘာလို့အိုက်ကောင်ကြီးကအဲ့လောက်ကြားနေရလဲညနာတွေလည်းတေးတွဲလာပြီးလက်မောင်းလေးတွေလည်းအတော်အသင့်ချစ်လက်လာပြီး ခန္ဓာကိုယ်လေးရလေတော်တော်လေး slim ဖြစ်လာပြီဒါမဲ့အိတ်ခါပေးအစီရတော်တော်နဲ့မကြောက်ဘူးဖြစ်နေတယ်ဒီဟာလေးကိုကျွန်တော်တို့စဉ်းမြစ်လိုက်မယ်ဘာကြောင့်အဲ့လိုဖြစ်နေရလဲဆိုတော့ဥစွာကျွန်တော်ရှင်းပြပထမဦးဆုံးအနေနဲ့တိထားမှာကျွန်တော်အမြဲပြုံးနေကြအစီဒီနေရကွက်ချလို့မရအောင်ဒါလေးကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းကွက်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 နေအောင်ပြောပြမယ်ဒါကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့စုစုပေါင်းအစီရခိုင်နှုန်းပေါ့အဲဒီထိတ်နားလေးကမျက်နာအစီဒီနားလေးကလက်မောင်းအစီဒါပေါင်အစီဒါတင်မအစီဒါဘိုက်အစီဒါခါအစီပေါ့နော် ဆိုတော့ကျွန်တော်ခန္ဓာကိုယ်မှာအစီဂျာဂိုင်လုံးရောကြသွားပြီးဇိုကြပါစို့ကြည့်တဲ့ကျွန်တော်နည်းနည်းခတ်ထုတ်လိုက်မယ်ရှော့ချလိုက်မယ်ဒါဆိုရင်ကျွန်တော်ခန္ဓာကိုယ်အစီဂျာဂိုင်လုံးရော့သွားပြီးရော့သွားတဲ့အခါမှာခုနကပြောသလိုနေရအနှက်အပြားအကုန်လုံးရော့သွားတယ်ခုနကပိုရော့သွားတယ်ဒီနကပိုရော့သွားတယ်ဟိုနကဟာလေးပဲရွေးခတ်ခြင်းနဲ့ဒီနကဟာလေးပဲရွေးလျှော့ခြင်းနဲ့လုပ်လို့မရအောင်ကဲဒါဆိုရင်ငါတို့တွေအခုမျက်နှာလေးလဲတော်လျောက် သေးသွယ်လာပြီလက်မောင်းလေးလည်းတော်တော်လေးစလင်းဖြစ်လာပြီပေါင်နံလေးတွေလည်းတော်တော်လေးကျလာပြီဘိုင်လေးလည်းပါလာပြီဘယ်နဲ့ကြောင်းဒီခါနှဘေးမှာဓာကြီးကအချိန်ကြာမြင့်စွာကြံနေဓာလဲဆိုပြီးတော့ပြောစရာတခုဖြစ်လာတယ်။တော်တော်ကောင်းပါပြီကြံနေဓာကိုအဲ့တော့နောက်ထပ်ဥပမာတစ်ခုကိုကျွန်တော်ရှင်းပြမယ်။ဒါဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အစီတွေကဘယ်လိုမျိုးလောင်ကျွမ်းသွားတာလဲ ျွန်တော်တို့ခန္ဓာကိုယ်အစီဆဲလေးတွေမှာဒီလိုအခွန်လေးတွေရှိတယ်အထဲမှာကျွန်တော်တို့အစီအရည်လေးတွေရှိတယ်ဒီအစီအရည်လေးတွေကိုကျွန်တော်တို့ကအခုံးလေးဖွင့်ပြီးတော့သွန်ပေးလိုက်တယ်ဘယ်လိုသွန်ပေးလဲဆိုတော့သွေးကြောလေးကိုယောက်သွားတယ်သွေးကြောလေးကနေတစင်ကျွန်တော်တို့ခန္ဓာကိုယ်ကစွမ်းအင်ဖြင့်ယူသုံးလိုက်တယ်ဆိုရင်ဒါအစီတွေကလောင်ကျွမ်းသွားတယ်ဒီရေတံပိုးထဲမှာရေမရှိတော့သလိုအစီဆဲတွေမှာဒီအစီအရည်တွေမရှိဘဲဒီကောင်လေးကဒီလိုလေးကျုံသွားတယ်ရှုံသွားတယ်ပေါ့ဗျာဒီအစီဆဲအခွန်လေးကတော့ကွယ်ပြောက်ပျက်စီးသွားမှာမဟုတ်ဘူး ဆိုတော့နေရာတိုင်းနေရာတိုင်းရတော့အဲ့လိုမျိုးလွယ်လင်းတကူဒေတန်ဘူးအဖုံဖွင့်တယ်လို့မဖွင့်ပေးဘူးထွက်သွား권မပေးဘူးအထူးသဖြင့်ကျွန်တော်တို့ဒီ bike ခါးနားမှာရှိတဲ့ဟာတွေကျွန်တော်တို့ကြားဖို့ခက်နေတဲ့ဟာတွေပေါ့နော်အဲ့နားမှာရှိတဲ့အစီတွေကခေါင်းမာတဲ့အစီတွေ step on fat တွေဖြစ်တယ်တော်တော်နဲ့လက်လွတ်မပေးဘူးဘာကြောင့်လဲဒီ area နားမှာကျွန်တော်တို့ရဲ့အရေးကြီးတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေရှိတယ်ဒါအစားချေအင်္ဂါစနစ်တွေနောက်ပြီးတော့မျိုးပါအင်္ဂါတွေအဲ့ဒါတွေရှိတယ် ောက်တစ်ခုကကျွန်တော်တို့ရဲ့လူသဘောတဘာဝအရာကျွန်တော်တို့ခန္ဓာကိုယ်ကြီးကအင်မတန်ဒိတ်ဆုံးမှကြောက်တယ်အဲ့တော့ကျွန်တော်တို့အထူးသဖြင့်အစာရေစာပြက်လက်တဲ့အခါ diet တွေပါလောက်တဲ့အခါမျိုးပေါ့နော်ဒါမှမဟုတ်အခက်အခဲတွေ့နေတဲ့အချိန်မျိုးမှာဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်မှာလုံလောက်တဲ့အစာအာဟာရမရှိတော့ဘူးမရတော့ဘူးဆိုရင်ကျွန်တော်တို့အရန်ရွန်ရှာမုန်းတီးဆက်ဆုပ်တဲ့အဲ့ဒီအစီတွေကိုခန္ဓာကိုယ်ကစွမ်းအင်ဖြစ်အသွင်ပြောင်းပြီးတော့ကျွန်တော်တို့ survive ဖြစ်အောင်မသိအောင်ရည်တည်ပေးထားတာ အဲ့တော့ခန္ဓာကိုယ်ကအာရရဓာကြီးတွေကိုတိမ်းစီထားတာမဟုတ်ဘူးအရေးကြီးတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေနားမှာကျွန်တော်တို့အရေးအကြောင်း backup အနေနဲ့ကျွန်တော်တို့တိမ်းစီထားတဲ့ပုံစံနဲ့တိမ်းစီထားတာအဲ့တော့တော်တော်နဲ့မကြောက်ဘူးဆိုတာဒီအကြောင်းဒီအကြောင်းဖြစ်တယ်နောက်ပြီးတော့ဘုဒ္ဓရအနေနဲ့ပြောရမယ်ဆိုရင်ဒီအစီဆဲတွေမှာဝန်းရံနေတဲ့ receptor နှစ်မျိုးရှိတယ်တစ်မျိုးက beta တစ်မျိုးက alpha beta ကတော့လွယ်လွယ်ကူကူဖွင့်ပေးတယ်ကျွန်တော်တို့စောစောစီစီကြာသွားတဲ့နေရာလေးပေါ့နော် beta cell receptor အုံမိုးထားတဲ့အရာတွေ alpha cell receptor အုံမိုးထားတဲ့အရာတွေကတော့အဲ့လိုပဲခေါင်းမာပြီးတော့ကြံနေခဲ့တယ်။အများစု90%ရာခိုင်နှုန်းလောက်ကတော့ဒီနှစ်ပေ byte နှစ်ပေခါနှစ်ပေမှာကြံနေတဲ့ပုံစံမျိုးဖြစ်တယ်။ဒါဆိုရင်ဘာကြောင့်ဒီပြဿနာကြီးဖြစ်နေလဲဆိုတာသိပြီးဘယ်လိုမျိုးဖြေရှင်းမလဲဆိုတာကိုဇက်ကြည့်လိုက်အောင်။ဒါဆိုရင်ကျွန်တော်တို့အရှိမဒီကိစ္စကြီးကဘာလို့ဒီလောက်ထိကြံ့ကြာနေလဲ။ဘာလို့ခက်ခဲနေလဲဆိုတာသဘောပေါက်ပြီ။အခုကျွန်တော်တို့ဆက်ပြောမှာ ဘိုက်ကားအစီချရခတ်နေရင်ဒီလေးချက်ကိုပြင်ကျွန်တော်တို့ကျိုးလုံနေတဲ့အမားလေးကိုပြင်လိုက်မယ်ဆိုရင်ဒါတိတိတတလေးအလုပ်ဖြစ်လာမှာဖြစ်တယ်။နံပါတ်1အမားကတော့တော်တော်လေးဆိုးတယ်။တော်တော်လေးကိုဆိုးတယ်။လမ်းအမားကြီးကိုရှောင်နေခြင်းကျွန်တော်စလုပ်သေးကလွယ်နေတာတော်တော်များများတော့ဗျာအစတွေကဒါ skinny fat တမားမဟုတ်ဘူး skinny fat နဲ့ပတ်သက်တာကိုကျွန်တော်ပြောပြပြီးလိုကတော့ပိန်တယ်ဘိုက်ကတော့ပူနေတယ်အဲ့အတွက်ဘယ်လိုဖြေရှင်းရမလဲဆိုတာပြောပြလာဖြစ်တယ်ဒါကကျွန်တော်တို့အစတွေကခန္ဓာကိုယ်ကအစီတွေများတယ်နည်းနည်းလေးဝရတယ် ပုံမှန်လေးအစီချလာတယ်ဝိတ်ချလာတယ်အတိုင်းတာတစ်ခုရောက်တော့ကျွန်တော်အရှိမပြောသလိုတော်တော်များများတော့ကြာသွားတယ်ဒီနာကြီးအကွက်ပြီးကျန်အဲ့လိုလိုမျိုးအစတည်းကလမ်းမရှောင်းနေခြင်းဆိုတာအဲ့ဒီဝါနေစဉ်ကတဲ့ကိုဟာကိုစလုပ်တာသူများက fasting ဆိုပြီး zoo fasting လုပ်တယ် fasting မကောင်းဘူးလို့ကျွန်တော်မပြောဘူးအစီချဖို့ ရည်ရွယ်ချက်နဲ့ fasting လုပ်မယ်ဆိုရင်ဘယ်လိုမျိုးလုပ်သင့်လဲဘာတွေသိသင့်လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပြသားဖြစ်တယ်။ fasting ဆိုတာနဲ့ fasting ဟာအစာဖြတ်လိုက်တယ်ဗနနာကြီးအစာမစားဘူးစသည်ဖြင့်အဲ့လိုရမ်းသန်းလုပ်လိုက်တယ်။ဘာစားလဲကယ်လိုရီပြည့်အောင်စားလားမစားဘူးပရိုတိန်းပြည့်အောင်စားလားမစားဘူးနောက်တစ်ခုအကြောင်းစား diet နည်းနည်းလေးပဲစားတယ်မနက်စားလဲနည်းနည်းလေးပဲနေ့လေစားလဲနည်းနည်းလေးပဲညလေစားလဲနည်းနည်းလေးပဲနည်းနည်းလေးနည်းနည်းလေးနည်းနည်းလေးနဲ့စားတယ်နောက်တစ်ခုကတနေ့တနေ့မတော်ဘူးငါတနေ့တနေ့ပဲစားလိုက်တော့မယ်အဲအကျရင်အဆင်ပြေတယ်ငါတနေ့ကောင်းလေးစားလိုက်မယ်ငါ short စားလိုက်မယ်နောက်တစ်ခုကကာဒီယိုနေ့စဉ်ရက်ဆက်ဟောလေ့ကျင့်ခန်းတွေဘာကြီးမသိဘူးမှာအလကားရတဲ့ဟာတွေဒုံချက်ဒုံချက် TikTok ကတွေ့တဲ့ဟာတွေ YouTube ကတွေ့တဲ့ဟာတွေ Facebook ကတွေ့တဲ့ဟာတွေများများလေးခုံမယ်ပေါက်မယ်ချက်တောင်မှခက်လေ့ကျင့်ခန်းတွေလုပ်မယ်ဟိုနားစီချာဒီနားစီချာလေ့ကျင့်ခန်းတွေလုပ်မယ်ဟောဟောမဟုတ်ဟောလုပ်လိုက်တာပဲအဲ့တော့ ကျွန်တော်တို့မှန်တယ်တနေ့တာလိုအပ်တဲ့ကယ်လိုရီကိုရှော့ချစားသုံးလိုက်မယ်ကယ်လိုရီလောင်ကျွမ်းမှုတွေများနေမယ်ကယ်လိုရီ deficit ဖြစ်မယ်ဆိုရင်မလွဲဧကန်မုတ်ချဝိတ်ကြတာမှန်တယ်တို့တော့ကျွန်တော်တို့ကြာကျင်တာခန္ဓာကိုယ်ကအစီဘိုတွေကြာသွားကျင်တာဒါမဲ့ကျွန်တော်တို့ကြာသွားတာကကြွက်သားတွေကြာသွားတာဘယ်လိုပွားလဲဆိုတော့မှန်တယ်ကျွန်တော်တို့ကိုလေးချင်းမြင့်တက်နေတယ်ပုံမှန်လေးလေးပြောရင်အစီဘိုတွေများပြီးဝါနေရယ်ဆိုရင်ခန္ဓာကိုယ်ချစ်ချစ်လေးလေးတင်းတင်းရင်းလေးနဲ့ပုံစံတကြာလေးကြာကျင်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ် ကိုလေးချိန်နေတော့ကြာသွားတယ်မြမအင်းကြီးဝင်ဒီတိုင်းကြီးပဲဒဲ့ကြီးပဲရေခဲတက်တာခန္ဓာကိုယ်ကနေရေခဲတက်တာတတိလေးဖြစ်သွားတာမျိုးလိုချင်တာမဟုတ်ဘူးခန္ဓာကိုယ်ချစ်ချစ်လေးလေးနဲ့ပုံစံလိုချင်တာအဲ့တော့ကယ်လိုရီဒက်ဖစစ်ဖြစ်အောင်လုပ်တယ်အပေါ်ကပေါက်ကက်ရဒီလန်းနေနဲ့လုပ်တယ်ကြွတ်သားတွေကြာသွားတယ်ကြာသွားတော့ဘလို့ဖြစ်လဲဆိုတော့ခန္ဓာကိုယ်ကအရေပြားတွေရောရဲပျော့တွဲလာတယ်ဘလက်ဘလက်ဖြစ်လာတယ်အာရုံတွေချိနေလာတယ်ပြန်ပြန်စားဖြစ်တယ်ခဏခဏ feel တယ်ပုံပြက်ပန်းပြက်တရက်တည်းရှုံ့တော့နေတဲ့ပုံစံမျိုးဘောလုံးလေလျှော်ထားတဲ့ပုံစံမျိုးဖြစ်နေတယ် အဲ့တော့ calorie deficit ဖြစ်အောင်တတ်တတ်တော့မဟုတ်ဘူးကျွန်တော်တို့တေးချလေးနားလည်ပြီးတော့တိတိကျကျလေးလှုပ်ဖို့လိုတယ်နောက်တစ်ခုကအဲ့လိုမျိုးလှုပ်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 လာတဲ့မြတ် metabolism ကျွန်တော်တို့ဇီဝကမှဖြစ်စရာနှေးလာတယ်အဲ့တော့ကျွန်တော်အရှိမပြောခဲ့သလိုပဲခန္ဓာကိုယ်ကသူ့ကိုအငတ်ထားနေပြီဆိုတော့အတိကိုသူကစပြီးတော့တိလာတယ်အဲ့တော့တဖြည်းဖြည်းနဲ့မနေုံကစွမ်းအင်တွေတူလောင်ထားရမယ်ငါအရေးပေါ်အခြေအနေရောက်နေပြီဆိုပြီးတော့ဒီနားတွေမှာပို့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 ပြီးတော့တူလောင်လာတယ် 哦ကြာလာတော့ဘလို့ဖြစ်လာလဲဆိုတော့ဒီပုံစံဒီ diet ဒီဒီလေ့ကျင့်ခန်းဒီရေရှည်မလုံနိုင်ဘူးငကိုတွေကအစားနဲ့တက်တယ်လှုပ်ရှားမှုနေတယ်ပင်ပင်မမမလှုပ်ချင်တဲ့သူတွေကြာလာတော့ညင်းငွေ့လာတယ်စိတ်ပြက်လာတယ် trauma ရလာတယ်အဲ့တော့ပုံမှန်လေးပြန်စားဖြစ်တယ်ဒါမှမဟုတ်အမထိုးပါဘူးကွာဆောက်အချကွာငါတပတ်လောက်တော့စိတ်တန်းကြငါစားလိုက်မယ်ရိုးရိုး effect နဲ့ကျွန်တော်တို့ကနှစ်ဆပြန်ဝသွားတာရှိတယ်အစကတော့ပေါင်160 180လောက်ရှိလို့ချတယ် 20 130ဝုံဝုံကြောက်ဝင်ဟောပြန်ပြီးတော့ပုံမှန်ပြန်စားလိုက်တယ်ဒါမှမဟုတ်စိတ်လက်မှာပါပြန်စားလိုက်တဲ့အခါမှာပေါင်း200ကျော်တော့ဒုံဒုံဒုံဆိုပြီးထိုးတက်သွားတာရှိတယ်တကယ်တော့ကျွန်တော်တို့ဒီလောက်ရမယ့်လမ်းစဉ်လေးကကျွန်တော် intensity ပြင်းပြင်းထန်ထန်မဟုတ်ဘူး it's not about intensity it's about consistency ကျွန်တော်ဇွဲရှိရှိနဲ့ဖြည်းဖြည်းချင်းသွားအောင်မင်းတို့စဉ်းစားကြည့်ဒီလိုမျိုးကြီးခန္ဓာကိုယ်ဝလာတာ တစ်လနှစ်လမဟုတ်ဘူးကျွန်တော်ပြောပြမယ်တစ်နှစ်နှစ်နှစ်တောင်မဟုတ်ဘူးဒါဆိုနှစ်ပေါင်းများစွာအတိလက်လွတ်နေပြီးတော့ဒါလူမျိုးရေးစီးပွားရေးအလုပ်ကိစ္စတွေများလို့ပဲဖြစ်ဖြစ်အချောင်းချောင်းချောင်းပေါ့နော်ဒါတော့ကြီးဒီလိုအချိန်နေကြာပြီးတော့မှဖြစ်လာတဲ့ကိစ္စကြီးကိုချက်ချင်းဝုန်းတိုင်းဝုန်းတိုင်းလို့ပို့မစင်စားနဲ့ဒီလိုမျိုးလုပ်ခဲ့လို့လည်း fail ခဲ့တာတွေအများကြီးပဲကိုယ်ပန်ဝဲချင်မှလည်းမြင်ရတယ်ကိုကိုယ်တိုင်လည်းဒါကြုံတွေ့ပြီးသားအဲ့တော့ social media ကျွန်တော်တို့လုံနိုင်တဲ့အရာလေးကိုရွေးချယ်စေချင်တယ်အကောင်းဆုံးနီးလန်းဆိုဒီမှာပါလေအဓိကကတော့ information တစ်ခု လမ်းညွန်ချက်တစ်ခုကိုလိုင်းလာတော့မှာဆိုရင်ငါရဲ့ lifestyle နဲ့ငါရဲ့ပုံစံနဲ့ငါရေရှည်လိုက်လုံနိုင်လားဆိုတာကိုအရင်စဉ်းစားစေချင်တယ်။ဘလောက်ပဲတိတ်ပန်နီးကြတွေးရှိချက်တွေနဲ့ပြောထားတယ်ပဲဖြစ်လင်ကစားဘလောက်ပဲဘလို့ပညာရှင်တွေကပဲပြောတယ်ပဲဖြစ်လင်ကစားကျွန်တော်ပြောတာပဲဖြစ်ဖြစ်ဘသူပြောတာပဲဖြစ်ဖြစ်ကိုယ်နဲ့တကယ်ကိုက်ညီလားလိုက်ဖက်လားရေရှည်ကို လုံနိုင်လားဆိုတာကို တေချာလေးစဉ်းစားပြီးမှရွေးချယ်စီခြင်းနဲ့ထိရောက်တဲ့သူများ fasting fasting ဆိုတဲ့ light fasting မလုံနဲ့အဲသူများတနေ့တနေ့ပဲစားရဆိုတဲ့ light မလုံနဲ့ရေရှည်လုံနိုင်လားရလက်ကောင်းလားဆက်ထိန်ထားလို့ရလားစိုးကျိုးတွေများလားဒါလေးတွေကိုတေချာစဉ်းစားပြီးမှချင့်ချိန်ဆုံးဖြတ်စီခြင်းဒါကတော့နံပါတ်1အမားတစ်ခုဖြစ်တယ်စလုပ်တဲ့အရာကိုလမ်းအမားကြီးကိုလိုက်နေတဲ့အတွက်ကြောင့်ဒီ နားရောက်တဲ့အချိန်မှာတိုင်ပတ်တာမဟုတ်ဘူးထောက်လျှောက်ကိုတိုင်ပတ်တော့မှာဖြစ်တယ်ဆိုတော့စလုပ်တဲ့ကမမားစေခြင်းဘူးနံပါတ်1ကိုဆက်ကြည့်လိုက်အောင်โอเคနံပါတ်1ကျူးလွန်တဲ့အမားကြတော့စနစ်တကျ diet မလုပ်ခြင်းတို့ကဘယ်လိုလူမျိုးတွေလဲဆိုတော့လူတော်တွေကျွန်တော်တို့ جماعه တို့အချိုးအငန်းအစီစိတ် ready made မစားဘူးပမာဏအများကြီးစားနေတာလည်းမဟုတ်ဘူး ပြောချင်တာအဲတို့တွေတော်တော်လေးကိုဒါ clean food လေးတွေစားတယ်အစားလေးတွေတတ်နိုင်တဲ့လောက်ရွေးချယ်ပြီးစားတယ်ပြီးတော့အရင်တော့အလိုအများကြီးစားနေတာမဟုတ်ဘူးအဲတို့ calorie deficit လုပ်တယ်တို့ diet လုပ်တယ်ပေါ့မှန်ပါတယ်မှန်ပါတယ်ဒါပေမဲ့ဒါပေမဲ့ခါလေးကျတော့တချို့သောအစားအသောက်တွေကပမာဏအဖြစ်နေတယ်ဥပမာဗျအရင် healthy ဖြစ်တဲ့ဟာမျိုးတွေထောပတ်တီလိုဟာမျိုးတွေရှိတယ်နှုတ်နဲ့နှုတ်တွေပစ္စည်းလိုဟာမျိုးတွေရှိတယ်အဆိတ်အဆန်လေးတွေရှိတယ် healthy ဖြစ်တယ်ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ကလက်လွတ်ချက်သွန်စားနေတတ်တယ် ပမာဏအဖြစ်နေတယ်ကယ်လိုရီများနေတယ်အဲ့လိုအစားအသောက်လေးတွေရှိတယ်ဆိုတော့ပြောချင်တာကျွန်တော်တို့ကတိတိကျကျ tracking မလုပ်ထားဘဲနဲ့တေချာ tracking မလုပ် calorie deficit ဖြစ်မဖြစ်သိနိုင်ပြီမဟုတ်ဟိုတေချာမတိုင်းတာထားတဲ့အရာတခုကိုတိုးတက်နေလားဆုတ်ယုတ်နေလားဆိုတော့ဘယ်လိုသိနိုင်မှာစိတ်မှန်ကြီးတွေနဲ့မြမာလူကြီးတွေကျွန်တော်တို့က feeling ကြီးတွေနဲ့လုပ်နေဟိုကျွန်တော်တို့အရင်တော့ကတော့ဒါစိတ်ပါဆက်လို့တစွတ်စွတ်စားမယ်ဗျာမြို့သိစကားပြောရင်အမြဲတမ်းဆွဲနေမယ်ပါဆက်တွေကအမြဲတမ်းစားနေမယ်တွေးသမျှမရှောင်းဒါမဲ့တတ်နိုင်တဲ့လောက် clean food တွေစားတယ်ဗျာအချုံကန်စီစိတ်နေ short စားလိုက်တယ်တနေ့တလောက်ထိမ့်ထိမ့်သိမ့်သိမ့်လေးစားတော့ရုတ်တရက်တော့ကြတော့ကြသွားတာပေါ့အရင်ကလုံးဝဝတုတ်နေရတယ်နည်းနည်းတော့သွေးသွေးသွားတာပေါ့ဒါပေမဲ့ဒီကောင်လေးကြံနေတဲ့ stage ကိုရောက်လာပြီဘာမှဆက်မဖြစ်ဘူးဆိုရင်တေချာလေး tracking လုပ်ဖို့လိုတယ်အဲ့တော့ဒီနေရာမှာကျွန်တော် tips တွေတစ်ခုပေးမယ်30 day challenge တွေလုပ်လိုက်ရက်30 challenge တွေစားသမျှ grand chain စားနေတိုင်း weight chain တာ application သုံးပါလားစားသမျှ grand chain စားဆိုတာကျွန်တော်ဒီပုံမှန်ပြထားတဲ့ grand chain set လေးရှိဖို့လိုတယ် အဲ့ဒါလေးနဲ့ချိန်ပြီးတော့မှကျွန်တော်တို့ကဥမာထမင်းကယ်လိုရီဘယ်လောက်ရှိလဲပြောလို့မရအောင်ထမင်း100ဂရမ်လား150ဂရမ်လား200ဂရမ်လား300ဂရမ်လားအဲ့ဒီပုံမူတည်ပြီးတော့ကယ်လိုရီက ကွာသွားမှာဖြစ်တယ်။ဟော ကြက်သားကြက်သားစားရလို့ပြောလို့မရအောင်ကြက်ရင်ပုံလားကြက်ပောင်လားကြက်အတောင်ပဲလားဒီမှာမှကြက်ရင်ပုံမှာမှအရေကွန်ပါလားမပါလားအဲ့ကြက်ရင်ပုံ ဘလောက် gram လဲဆိုတာပေါ်မူတည်ပြီး calorie ကွာသွားတယ်အဲ့တော့ဒီ gram ချိန်ဆက်ကလေးဘလောက်မှမရှိဘူးဒါကျွန်တော် online မှာမှားမယ်ဆိုရင်1000ခန့်လောက်ပဲရှိတယ်ဈေးရလဲအတိအကျမပြောရဲဘူးတထောင်ခွဲထထောင်စသည်ဖြစ်ပေါ့နော်အဲ့လိုမျိုးရှိရဲအဲ့ဒါလေးနဲ့ကျွန်တော် grand chain မယ်နောက်ပြီးတော့ weight chain တာကျွန်တော်ပြောတာမှန်တယ်အစီချရမယ် weight ချတာဦးစားပေးစရာမလိုဘူးဒါပေမဲ့ကိုယ့်ကိုယ်ကို record လေးယူထားဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အမြဲတမ်းမှတ်တမ်းလေးယူထားတိုးတက်နေလားစောက်ယုံနေလား တလားတိတိယူထားတခါလေကျတော့ကျွန်တော်တို့ကဒီတစ်ပတ်မှာတော့ဒု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 ကြာသွားတယ်ဟောနောက်တစ်ပတ်မှာပြန်တက်လာနောက်တစ်ပတ်မှာပြန်ကြာအမျိုးမျိုးရှိတယ်ဒါမဲ့ကိုကချိန်ထားအဲ့ကျရင်ပြန်စင်းစားကြည့်တက်သွားတဲ့အပတ်မှာပြန်စင်းစားကြည့်ငါဒီတစ်ပတ်မှာငါဘာတွေလက်လွန်နေမိလဲဘာတွေစားမိနေလဲဒါအောင်လေးချိန်ခံနေပြက်ကွက်နေလားဒါလေးတွေစဉ်းစားဖို့လိုတယ်အဲဝိတ်နဲ့ပတ်သက်လို့လေအမျိုးမျိုးအတက်ကြာရရှိတယ်ဆိုပါစို့ကျွန်တော်တို့ ဒါမနစ်ရပါဘောเนาะဂဇီတက်ဖြစ်တဲ့ကာဗွန်ဟိုက်ဒရိတ်တွေစံချုံပြောင်းပဲအာလူအဲ့လိုမျိုးဂဇီတက်တွေနည်းနည်းပိုစားမိတာမျိုးရှိခဲ့တည်ရှိတော့တူဒီမဟုတ်ကျွန်တော်တို့အငံမို့ဆိုဒီယမ်စားပေါ့အငံလေးတွေနည်းနည်းပိုစားမိတယ် ready made food လေးတွေနည်းနည်းပိုစားမိတည်ရှိတော့ကျွန်တော်တို့ water retention ပေါ့ရေဝိတ်ဆွဲနေတာရှိတယ်ဒါအမျိုးသမီးတွေဆိုနားလေဓမ္မတာမလာခင်ဆိုရင်ကျွန်တော်တို့ဖိုက်ကြီးတွေဖောင်းနေပူနေစီတက်နေတာမဟုတ်ဘူး water retention ရေဓာတ်ထိန်ချမ်းမှုတွေဖြစ်နေတာဆိုတော့အဲ့ဒီမှာကိုကအရန် shock မှဖြစ်သွားတယ်ဟာငါတေချာလဲငါထိန်းသိမ်းလေးစားနေရတာလေ ေါင်တွေကဘာလို့တက်နေတာလဲဒါရေဝိတ်တွေတက်နေတာရှိတယ်เนาะအဲ့ဒါကိုသွားပြီးတော့ cycle မဖောက်နဲ့ဒါပေမဲ့ကိုကတော့အမြဲတမ်းအဲ့လိုလေမှတ်တမ်းမှတ်ရလေးထားထားမြင်ဆိုတော့အကောင်းဆုံး weight chain တာကတော့ကျွန်တော်တို့ဒါမနှက်ခင်းပေါ့နော်အပေါ်လေးသွားပြီးတဲ့အချိန်မှာဒါ chain ထားတာတော့ကောင်းတယ်အချွင်းချက်အနေနဲ့အမျိုးသမီးတွေကတော့ကျွန်တော်ခုနပြောတဲ့အချိန်တွေမှာရှိတယ်တမတာမလာခင်မှာတော့ဒါရေဝိတ်ဆွဲပြီးတော့တော်တော်လေး weight တက်နေတာရှိတယ်တမတာပြီးသွားရင်တော့အကိစ္စရှင်းသွားတယ်ဒါကတပိုင်းပေါ့နော်တက်နိုင်သလောက်အဲ့လိုမျိုးလေးကိုယ့်ရဲ့ record လေးကိုယူထား application သုံးပါလားကွာဆိုတာ ဂရိုင်းချိန်ပြီးတော့ဂိုခဲမှာကရ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 လိုက်ရှာနေမိုးလင်းသွားမယ်เนาะသမင်း100ဂရမ်ဂိုခဲမှာကရကရသွားရှာဟောချက်ဂျင်ဘုံအရေကမပါတဲ့ချက်ဂျင်ဘုံ100ဂရမ်ကရကရဆိုလိုက်ရှာနေကြားတယ်မမှတ်မိဘူးအဲ့တော့ဒီပြထားတဲ့ application လေးကိုတုံးမယ်ဆိုရင်เนาะအဆင်ပြေတခါလေးကြိုက်ထိုက်လိုက်လို့ရတယ်အဲ့ကိုကကိုဒါပို့ပို့ပါပါပဲရှာခြင်းနေဆိုရင်လည်းရတယ်เนาะဒီတုံးမှုလေးကိုတလားတီတီတေချာလေးလုပ်ကြည့်မင်းတို့လုံနေတာကြီးကောင်းတယ်နော်မကောင်းမပြောမှန်တယ်ခြေနေကောင်းတယ်ထိရောက်နေတယ်ဒါပေမဲ့ ဒီပြဿနာကိုတစ်ခါလေးကစ်ဖို့ဆိုရင်တော့တောက်လျှောက်ကျွန်တော်တို့စီးနဲ့စနစ်နဲ့တေချာသွားဖို့လိုတယ်ဒီဟာလေးကိုကြကြနန်းနာလေးလုပ်ကြည့်တသက်လုံးမလုံးနိုင်ဘူးဆိုရင်တော့မှဂျေဆုပြုတ်ပြီးတော့ရက်30နော်ကျောင်းသားလေးတယောက်လိုတေချာလေးကြကြနန်းနာလေးလုပ်ကြည့်အသေးစိတ်တွေကကျွန်တော်ဒီ fitness nutrition ဆိုတဲ့ app မှာတေချာလေးအများကြီးရှင်းပြထားတယ်အဲ့ကြရင်တော့ဒီဟာကိုလုပ်ရတဲ့ဟာပို့ပြီးတော့ကိုယ်တိုင်လွယ်လွယ်ကူကူဖြစ်လာတယ်ဒါဆိုရင်ကျွန်တော်နံပါတ်3ချက်ကိုဇက်ကြည့်လိုက်အောင်နံပါတ်3မှာမဟုတ်တဲ့နေရာမှာ အားသုံးနေတာအထူးသဖြင့်ကျွန်တော်တို့ဟာငါတို့ကဒီနေရာပဲကျန်တော့တာဒီနေရာကိုပဲဦးစားပေးပြီးကျုံးမယ်ဆိုပြီးတော့ခါးဘေးအစီချလေ့ကျင့်ခန်းဆိုတဲ့ရင်းဗီဒီယိုတွေရအတိုင်းလိုက်လုပ်နေတာဒီဗီဒီယိုတွေကလည်းရှင်းရှင်းပြောရင် clip bait လောက်တာပေါ့နော် views တွေအများကြီးရတယ် like and share တွေအများကြီးရတယ်မြန်မြန်ပေါက်တယ် viral ဖြစ်တယ်ဆိုတော့ဒါဗီဒီယိုဖန်တီးတဲ့လူတွေကလည်းတည့်ရက်နဲ့ဩသူတို့ခန္ဓာကိုယ်လှလှပပကြီးတွေပြပြီးအမှန်ကန်ဒီလေ့ကျင့်ခန်းတွေလုပ်ပြဒီ caption ကြီးတွေနဲ့ပေါ့နော်ဟာဒီခါး လေ့ကျင့်ခန်းတွေကမကောင်းဘူးလားဘိုက်ခါလေ့ကျင့်ခန်းတွေမလုပ်ရဘူးလားလို့ဆိုလိုတာမဟုတ်ဘူးကောမာဆယ်တန်မာဖို့အတွက်ပတ်ပတ်လေစတေဘလိုက်ဇာမာဆယ်တွေတန်မာဖို့အတွက်လုပ်တယ်ဆိုရင်အဆင်ပြေတယ် body fat percent တော်တော်နည်းနေပြီလုံးဝ sharp ဖြစ်နေဖို့ထင်းထင်းလင်းလင်းပေါ်နေဖို့အတွက် abs day oblique day တေချာကောင်းနေဖို့အတွက်လုပ်တယ်ဆိုရင်တော့မှန်တယ်ဒါပေမဲ့ဒီခါအစီကြောက်ဒီလေ့ကျင့်ခန်းကြီးလုံနေတယ်ဆိုရင်တော့ဒါတော်တော်မှားသွားပြီနောက်တစ်ခုကပြင်းထန်တဲ့ကာဒီယိုလေ့ကျင့်ခန်းကြီးဇွတ်လုပ်တာ ဟာကာရီယိုတွေများများလှုပ်လိုက်မယ်ကယ်လိုရီလောင်ကျန်းသွားမယ်အကုန်လုံးပိုင်းဆိုပြီးတော့ပြုတ်သွားမယ်လို့ထင်တာအလောက်လွယ်မနေဘူးအဲ့လောက်ရိုရှင်းမနေဘူးအဲ့လိုလှုပ်လေမာဆယ်တွေများများကြားလာလေဖြစ်တယ်ဆိုတော့အဲ့မဟုတ်တဲ့နေရာမှာအားသုံးနေမယ်အစာကျေစုပြုပြီးဘယ်လိုလှုပ်စေချင်လဲဆိုတော့ resistance training နဲ့ zone 2 cardio လေးကိုဦးစားပေးပြီးလှုပ်စေချင်တယ်မင်းရှင်တို့ကျွန်တော်ပြောတာတပတ်မှာ9ရက်လေ့ကျင့်ခန်းတွေပြင်းပြင်းထန်ထန်ယူမလုပ်နိုင်ဘူးဆိုရင်တောင်မှကျေစုပြုပြီးတပတ်မှာ4ရက်လောက်တော့ လှုပ်ဆဲခြင်းလေရက်ဆက်ကြီးမလှုပ်နိုင်ဘူးဆိုရင်တော့မှရက်ချလေးပေါ့နော်နှစ်ရက်လှုပ်တယ်တစ်ရက်နားတယ်ဒါမှမဟုတ်တစ်ရက်ချလေးလှုပ်တယ်ဘလို့ပဲဖြစ်ဖြစ်အဲ့လိုလေးလှုပ်ပေးစေခြင်းလေကျွန်တော်တို့ full body ပေါ့နော်ခန္ဓာကိုယ်တစ်ခုလုံးကိုတေချာလေးဒါဂျင်မာလေးနဲ့ကစားတာဖြစ်ဖြစ် body weight နဲ့ကစားတာဖြစ်ဖြစ် resistance training လေးကိုတေချာလေးလုပ်စေခြင်းနဲ့ workout session တစ်ခုမှကျွန်တော်တို့45မိနစ်တစ်နာရီပဲတော်ပြီဒီလောက်ပဲအများကြီးအချိန်မပေးနိုင်ဘူးဆိုရင်တော့မှအဲ့လောက်လေးပဲအချိန်ပေးပါနောက်ပြီးတော့ exercise ကို9မျိုးလောက်ပဲ compound exercise ပေါ့နော် common exercise ၅မျိုးလောက်ပဲကျွန်တော်တို့တေချာလေးလုပ်မယ် full body အတွက်လုပ်မယ်ဆိုရင်အဆင်ပြေတယ်အချိန်ကြောတွေကချက်ချင်ရနေ၁၂ချိန်ဒီကြားရဲပဲဒီလောက်ပဲဒီလောက်လေးပဲလုပ်မယ်ဆိုရင်ကိုတော်တော်လေးအထိုက်လျောက်အတိုင်းအတာဒီအဆင်ပြေတယ်ဘာလို့ဒါတွေအရေးကြီးလဲဆိုကျွန်တော်ရှေ့မှာပြောရတယ်လေကျွန်တော်တို့ခန္ဓာကိုယ်ကျသွားတဲ့အခါဝိတ်ကျသွားတဲ့အခါကျွန်တော်ကြွက်သားတွေဆုံးရှုံးသွားမယ်ဆိုရင်ဇီဝကံမှာဖြစ်စင်နေနှေးလာမယ်ခန္ဓာကိုယ်ကပြန်ပြန်ပြီးတော့အလွယ်တကူပြန်ဝရာမျိုးတွေ ဖြစ်လာနိုင်တယ်နောက်ပြီးတော့ကြသွားတဲ့အခါမှာယော်ဒီယော်ရွဲနဲ့ပျော့ပြဲပြီးတော့အရေပြားတွေတွဲမမြန်အိုစနာကြာနေတဲ့ပုံစံကြီးတွေဖြစ်နေတယ်အဲ့တော့အဲ့ဒါတွေကာကွယ်ဖို့เนาะဒီ resistance training ရဲ့တခြားသောအကျိုးကျေးဇူးတွေအများကြီးပဲဒါကြီးကျွန်တော်ထည့်မပြောတော့ဘူးဒါမျိုးလုံးနဲ့မြင်အောင်အရေးကြီးတဲ့ဟာလေးတွေပြောပြရအောင်နောက်တစ်ခုက zone 2 cardio cardio တွေမလုံးနဲ့ရှူရှူရှဲရဲမလုံးနဲ့ပြောတာမဟုတ်ဘူး zone 2 cardio တွေလုပ်လို့ရတယ်ဘယ်လိုအခြေအနေမျိုးမှာလဲဆိုတော့ကျွန်တော်တို့ weight training ကစားပြီးသွားရဲဆိုရင်ကျွန်တော်တို့ဒီ bike ခါလေးခြင်ခံလေးတွေနည်းနည်းပါးပါးလုပ်လိုက်။ဘာအတွက်လဲဆိုရင်ဒါသွေးလည်ပတ်မှုစီးဆင်းမှုကောင်းသွားအောင် blood circulation ကောင်းတော့နည်းနည်းပါးပါးလောက်လဲလောက်ပြီးရင်ကျွန်တော်တို့ဒါလမ်းလျှောက်ဆက်ပေါ်မှာဇုံတုကာဒီယိုအနေနဲ့ဖြစ်အောင်ကျွန်တော်တို့ဒါ incline လေးထောင်ပြီးတော့နာရီခွဲလောက်လမ်းလျှောက်တာဖြစ်ဖြစ်အဲ့လိုမျိုးလေးလုပ်မယ်ဆိုရင်လုံးဝတိတိတတမိတ်ဆွေဒီနေရာတွေကပါကြလာလိမ့်မယ်ကျွန်တော်အားမခံတယ်တေချာလေးတော့ဒီဟာလေးကိုလုပ်ဖို့လိုအပ်တယ်ဆိုတော့ဟာဒါကရေဘူးကပဲအတိအကျတည်ကျင်နေဆိုရင်တော့ဒါမိတ်ဆွေတို့အတွက်တီးတက်ရေဆွဲပေးထားတဲ့ training တီးတန့်ယူဆပေးထားတဲ့ diet မိတ်ဆွေတို့လုံနေတာမှန်လားမှားလားဘာတွေလိုအပ်လဲနေ့စဉ်အမေးဖြေတွေလုပ်ပေးသွားတဲ့ပုံစံမျိုးယာနုံပြေအာမခံ body recomposition program ရှိတယ်ဒီ program ကတော့လစဉ်လစဉ်ကျွန်တော်တင်နန်းသားတရားတီးတက်လက်ခံပေးတယ်ကြာကြာနာနာကြာကြာမမတ်လေး quality control လုပ်ပေးတယ်ဒီတင်နန်းတက်သူတွေရဲ့ review တွေကိုလည်းဒါကျွန်တော် page ကဒီ review ဆိုတဲ့နေရာမှာဖတ်နိုင်တယ်တင်နန်း join မှုတဲ့သူတွေကိုလည်းစုံစမ်းကြည့်လို့ရတယ် အလိမစ်လောက်ထားရဲဆိုတာဘာကြောင့်လဲဆိုတာတော့ဒီ review လေးတွေဖတ်သင်တန်း join မှုတွေတွေမေးကြည့်ရင်တော့ဒီမှာပါဒါဆိုတော့ okay ကျွန်တော်တို့နောက်ဆုံးအိတ်ပိတ်အိတ်နဲ့လွဲနံပါတ်၄အချက်ကိုဇက်သွားလိုက်အောင်နောက်ဆုံးအမှားတစ်ခုကကျွန်တော်တို့ကျိုးပဲ့လွယ်တဲ့စီကန်းတွေကိုချမှတ်ထားတာဒါဘယ်လိုမျိုးလဲဆိုအဖြူမဟုတ်ရင်အမဲလုံးရင်လုံးမယ်မလုံးရင်မလုံးဘူးအဲ့လိုပုံစံမျိုးပေါ့ကျွန်တော်တို့ဖြစ်ချင်တာကျွန်တော်တို့လုပ်ချင်တာရှင်းတယ်ကျွန်တော်လည်းဒီလိုတူတူပဲတပတ်မှ9ရက်6ရက် training ကိုတိတိကျကျထိထိမိမိလုပ်ချင်တယ်အစားတောက်ဆိုလည်းကျွန်တော်တို့တပတ်စာ ြိုတင်ပြီးတော့ဈေးဝယ်ထားမယ်။ဘာနေ့ဘာစားမလဲဆိုပြီးကျွန်တော်တို့တေချာလေး plan ချထားမယ်။ကြိုတင်ချက်ချက်ပြုတ်ပြီးတော့ပြင်ဆင်ထားမယ်။ map prep လုပ်ထားမယ်။နောက်ပြီးတော့တရက်ကိုခြေလမ်းတစ်တောင်ရှောက်မယ်။စားသမျှအစားအသောက်တွေကိုလည်း calorie တေချာလေးမှတ်ထားမယ်။ safe fitness မှုတွေတတ်နိုင်သလောက် short ချမယ်။အေးဝါအေးမယ်။ဒါတွေလုံနိုင်လို့လုံးဝအကောင်းဆုံး result ကိုရမယ်။ optimal result ကိုရမယ်။ make sure တို့လည်းတည်တယ်။ make sure တို့လည်းလှုပ်ချင်တယ်ကျွန်တော်လည်းလှုပ်ချင်တယ်။ဒါမဲ့ကျွန်တော်တို့လူပေါင်းလောကမှာဒီလောက်ကြီးအဆင်ပြေမနေဘူး။ အနိုင်မြင့်အတက်ကြရတဲ့အများကြီးရှိတယ်ထို့သောအခြေအနေတွေအမျိုးစုံရှိတယ်လူမျိုးစီးပွားရေးတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးကြီးမလုံနိုင်ဘူးကွာဆိုပြီးမလုံဘူးဆိုပြီးတော့ကျွန်တော်တို့ကလက်လွတ်စပယ်ကြီးမပစ်နိုင်နဲ့အနောက်မှာလုံမှာပဲကွာငါတောက်လျှောက်လုံလာတာငါရတယ်ငါထိန်းနာပြီးနှစ်ပတ်လောက်တော့ငါနေစင်းသလိုနေလိုက်မယ်မထင်နဲ့မထင်နဲ့တခါလေဟိုအရင်အထက်ဆိုင်ရင်တော့ပို့ပို့ပြီးတော့ပြန်ဝသွားတဲ့ပုံစံမျိုးတွေဖြစ်တတ်တယ်ပြန်မဆဖြစ်တာမျိုးတွေဖြစ်တတ်တယ်ဒါတွေကြုံမှုတဲ့သူလည်းရှိတယ်တောက်လျှောက်ချူစူးစမ်းပန်းစားလုံလာတယ်ဒီနားလေးမှာနည်းနည်းလေးကြံနေတယ် ရပါတယ်ငါတောက်ချောက် training တွေလုပ်လာအမှန်ကန်ဖြုတ်လာဆိုပြီးတော့နားလိုက်တာနှစ်ပတ်ဒါပေမဲ့နှစ်နှစ်လောက်နားလိုက်တဲ့သူတွေလည်းရှိတယ်အဲ့လိုတော့မဖြစ်စေနဲ့အချင်းတစ်ခုကပြတ်သွားရင်တော်တော်ပြန်စားခက်တယ်အဲ့တော့ option B ပေါ့နော်ဒီလိုမျိုးလေးလုပ်ကြည့်တပတ်မှာကျွန်တော်တို့၃ရက်လောက်လေ့ကျင့်ခန်းလုပ်မယ်နောက်ပြီးတော့ simple and repetitive food selection ကျွန်တော်တို့ထွေထွေထူးထူးမြမြဆဆမစင်းစားတော့ဒီအစားအသောက်ကိုပဲကျွန်တော်တို့ထက်ခါထက်ခါဒီကာလာလေးမှာစားမယ်ဒါဘာကြောင့် အရေးကြီးလဲဆိုတော့ဒါကိုလှုပ်ဖို့လွယ်ကူဖို့အတွက်ဆိုရင် ကျွန်တော်တို့အရှိမကျွန်တော်ပြောရည်လေတလားလောက် 30 day challenge တွေလုပ်ကြည့်အစားအသောက်တွေစားသမျှအဟောက်ကယ်လိုရီ tracking လိုက်တာအဲ့ကြရင်ဟိုဟာစားရမလားဒီဟာစားရမလားစဉ်းစားကြရမလို့တော့ကိုယ်ခန္ဓာကိုယ် response ကိုလည်းသိပြီးအစားအသောက်တွေရဲ့ကယ်လိုရီပမာဏကိုအကျဉ်းချင်းလည်းမှတ်မိပြီးသိရှိပြီးဆိုရင်ဒီလိုလေးလုပ်လို့ရတယ်ငါကဘာလေးဘာလေးစားရင်တော့တင့်တော်တယ်ဒီအချိန်နေမှာငါဒီဟာလေးတွေကိုတစ်ပတ်တီတီနှစ်ပတ်တီတီဆက်တိုက်ဆက်တိုက်ဆက်တိုက်ဒီ၃မျိုးဒါမှမဟုတ်ဒီ၁၀မျိုးအဲ့ဒါမျိုးစားမယ်ဆိုရင်အဆင်ပြေအဲ့ကြရင်ကြုံမထွက်သွားတော့ဘူး နောက်တစ်ခုကခြေလမ်းတောင်းမရှောင်နိုင်ဘူးဆိုရင်တော့မှဒါ6000 9000လောက်ကျွန်တော်တို့တန်းနေတလောက်ရှောင်မယ်။နောက်ပြီးတော့အေးဝဒါ7နာရီပြည့်အောင်မအိနိုင်ဘူး maybe 9နာရီပြည့်အောင်မအိနိုင်ဘူး1000တော့1000တော့1000တော့အဲ့ဒါ4နာရီစက်တိုင်းနှစ်နှစ်ချာအိပ်ပြောမယ်။9နာရီစက်တိုင်းနှစ်နှစ်ချာအိပ်ပြောမယ်။တန်းနေတလောက်တော့တန်းနေတလောက်တော့အေးဝအောင်အိပ်မယ်။ကျွန်တော်အရင်ကြီးဒါကြီးကိုအတင်းစုပ်ကင်မထားတော့နောက်ဆုံးတစ်ခုလုံးဝအခြေအနေမကောင်းလုံးဝအလုပ်တွေရှုံနေတယ်ဆိုဆိုရွာရွာ situation တခုကိုရောက်နေပြီဆိုရင်ဒါကတော့လုံးဝ safety net လေးပေါ့နော် တပတ်မှာကျွန်တော်တို့နှစ်ရက်လောက်တော့ training လေးလုပ်မယ်ပေါ့ပေါ့ပါပါမိနစ်30လောက်ပဲအာ gym တွေဝိုင်းမသွားနိုင်ဘူးဆိုရင်တော့မှကို body weight လေးနဲ့ exercise လုပ်တာမျိုးလေးလုပ်မယ်နောက်ပြီးတော့လမ်းလျှောက်တာလေးကိုမိနစ်20မိနစ်30တထိုင်နဲ့မလျှောက်နိုင်ရင်တော့မှဒါထမင်းစားပြီးရင်10မိနစ်လောက်လမ်းလျှောက်တဲ့မိနစ်တစ်ခါနေ့လေတစ်ခါညနေတစ်ခါအဲ့လိုမျိုးလေးလုပ်မယ်ဆိုရင်လည်းအဆင်ပြေတယ်နောက်တစ်ခုကအစားအသောက်ကိုလုံးဝရွေးချယ်လို့မရဘူး calorie တွက်ဖို့ဆိုတာအဝေးဟလာနိုင်ငံရဲ့ခြားတိုင်းတစ်ပါးရောက်နေတာဖြစ်ဖြစ်ဒါမှမဟုတ်အကြောင်းအကြောင်းအကြောင်းဟလာတနေ့တစ်ကြေးရောက်နေတာဖြစ်ဖြစ်အဲ့ကြရင် mindful eating လေးကိုလုပ်လိုက် ကျွန်တော်တင်းတိမ်နေဆိုရင်တော့ဘိုက်ပြည့်တယ်ဆိုရင်တော့လေးပဲကျွန်တော်တို့စားလိုက်မယ်တင်းတင်းတဘိုးကြီးကျွန်တော်တို့အရန်စားခြင်းလားရှိလို့တော့၎င်းဒါမှမဟုတ်ဘိုက်စားစားနေပုံနော်မနက်စာလွတ်သွားတယ်နေ့လယ်မှာပေါင်းစားလိုက်တဲ့ပုံစံမျိုးဒီလို binge eating ပေါ့တင်းတင်းတဘိုးကြီးစားတာမျိုးလို့မလုပ်ဘူးဒီချိန်လေးမှာကိုကတန်းနိုင်တဲ့လောက်ရှောင်ရှားမယ်နောက်ပြီးတော့ဟိုစိတ်ပစ္စည်းမှုတွေများနေတယ်အေးဘွားအိပ်ဖို့အခက်ခဲဖြစ်နေဆိုရင်တော့ဒါမယ်လာတိုနင်လိုဟာမျိုးလေးကိုကျွန်တော်တို့တောက်လို့ရတယ်ဒါလေးကတော့လုံးဝဒါနောက်ဆုံး safety net လေးပေါ့နော် ဒါကတော့နောက်ဆုံးအချက်နံပါတ်၄ချက်လေးဖြစ်တယ်ကျွန်တော်တို့ byte ခါအစီချဖို့ခန့်နေရင်ဒီလေးချက်ကို ပြင်ဆိုတဲ့ဗီဒီယိုလေးမှာမိတ်ဆွေတို့အတွက်ဘယ်ချက်လေးကအကျိုးရှိလဲဘယ်ချက်လေးကမိတ်ဆွေတို့အတွက်အလွယ်ကူဆုံးလိုက်နာလို့ရမလဲဆိုတာလေးကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးသွားပါအောင်ဒီထက်ဒီထက်ကောင်းမွန်တဲ့ဗီဒီယိုနဲ့ကျွန်တော်ဆက်ပြီးတော့လာပါအောင်မယ်ပြဝင်ပေးပါအောင်မယ်ကျေးဇူးပြုပြီးတော့မိတ်ဆွေတို့ဗီဒီယိုလေးကိုတေချာကြည့်ဖြစ်တယ်ဆိုရင်အဲ့ဒီ comment လေးတွေတော့တေချာကြီးရေးသွားပေးပါဦးကျွန်တော်ဘက်ကတော့ request လုပ်ပါတယ် Thank you.